ဆနေရနေ့ညပိုင်းသတင်းဒါရိုက်တာလူမှုစီစဉ်စတင်ပါတော့မယ်။ဒီနေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မလိုက်မြို့နယ်ရွှေမူတော်ဖျားအနီးမှာအမျိုးသားတအူအား PDF များကပြစ်ခတ်တပ်ဖြတ်ပြီးမြမလျာဖွံ့ဖြိုးရေးဗန်မှဝန်ထမ်းတအူအပါအဝင်လူသုံးဦးအားဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်း။မန္တလေးမြို့တွင်ငလင်တန်းကြောင့်ပျို့ကျခဲ့တဲ့ Sky Villa ကွန်ဒိုမှရုပ်အလောင်း၅လောက်ထပ်မံတွေ့ရှိတဲ့သတင်း။လွန်ဂျလီစ်မှာကာဖျူးမိတ်ရွှေသိမ်းပြီးရဲ့နောက်ဆန္ဒပြမှုများပြန်လည်ငြိမ်သက်လာတဲ့တွင် ဩစတြေးလျစာတင်ကြောင်းတစ်ခုမှာကျောင်းသားဟောင်းကလာရောက်ပြစ်ခတ်တာကြောင့်ဆယ်ဦးသေဆုံးတဲ့တဲ့ဘရာဇီးလ်တင်းမှာနေမအေးပါစေဖြစ်ကြောင်းအန်ဆယ်လော့တီပြောကြားတဲ့တဲ့အစားရှိတဲ့တဲ့မြတ်ကိုတင်ဆက်ပြီးတော့မှာပါဥဇွန်ရဲတပုတ်အနေနဲ့မလိုက်မြို့နယ်ရွှေမူတော်ဖျားအနီးမှာအမျိုးသားတအုပ်အား PDF များကပြစ်ခတ်တက်ဖြတ်ပြီးမြမလျာဖွံ့ဖြိုးရေးပံမှဝန်ထမ်းတအုပ်အပါဝင်လူ၃ဦးအားဖမ်းဆီးခေါ်ဆောင်သွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးမလိုင်မြို့နယ်ရွှေမှုတော်ဖျားအနီးမှာအမျိုးသားတအူအား PDF များကပြစ်ခတ်တပ်ဖြတ်ပြီးမြမလျာဖွံ့ဖြိုးရေးဗန်မှအကြီးတန်းစီတူအပါဝင်လူသုံးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်ဇော်လာ၁၇ရက်နနက်၁၇နာရီတွင် မလိုင်မြို့နယ်ပန်းအိုင်ကျေးရွာနီးဦးစော်မျိုးသက်ခေါ်ကိုသက်ဟာရွှေမှုတော်ဖျားအနီးမှာဖွင့်လက်ရောက်ချလိုက်ရရှိတဲ့၎င်းပိုင်နယ်ကုန်းဆိုင်မှာရှိနေစဉ် PDF 20ဦးခန့်ကမော်တော်ယာဉ်တစ်စီးဆိုင်ကင်၅စီးနဲ့လထိုးကြီးမျိုးနယ်ဘက်မှရောက်ရှိလာပြီးတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်၎င်းတွင်ကြီးထိမှန်တရားများရရှိကာတည်ဆုံသွားခဲ့ကြောင်း NASA ကတရင်ထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်ပါသည်။အရင်နောက် PDF များဟာရွှေမူတော်ဖျားမြောက်ဖက်မုတ်အနီးနေထိုင်သူများဖြစ်တဲ့ဦးကျော်သက်55နှစ်ဦးသက်နိုင်ခေါငသက်48နှစ်နဲ့မလန်မျိုးနယ်မြမလေယာဖွံ့ဖြိုးရေးဘဏ်မှအကြီးတန်းစည်ဒေါခင်မြင့်ထွေး40နှစ်တို့၃အားဖမ်းဆီးခေါ်ဆောင်ကတောင်တာမျိုးနယ်တန်ပေါ် တန်တန်ကျေးရွာဘက်သို့ပြန်လည်ထွက်ခွာသွားကြောင်းသိရပါသည်။အထက်ပါဖြစ်စဉ်မှာ PDF များရဲ့ဖမ်းဆီးခြင်းခံရတဲ့နိုင်ငံဝန်ထမ်းတဦးနဲ့ပြည်သူနှုတ်အားအ мян ဆုံးပြန်လည်ကယ်တင်နိုင်ရင်လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့မှာငလျင်တန်းကြောင့်ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာရုပ်လောင်း၅လောင်းထပ်မံတွေ့ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရင်ငလျင်တန်းကြောင့်ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာရုပ်လောင်း၅လောင်းကိုဇွန်လ၁၂နေ့ကထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တဖွဲ့ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမိသားတစ်ဖွဲ့မှရန်ရာများနဲ့အတူရော်လောင်ကြန့်ရှိနေတဲ့မန္တလေးမြို့ Sky Villa အဆောက်အဦအဆောင်နဲ့ပြီးအဆောင်တို့အားဖယ်ရှားရှင်းလင်းခြင်းနဲ့ရော်လောင်ထုတ်ယူနိုင်ရေးဆောင်ရွက်ရရှိရာဇွန်လ12ရက်နေ့မနက်7:45မိနစ်အချိန်မှာပြီးအဆောင်အခန်းအမှတ် H4 မှာအမျိုးသား2ဦးနဲ့အမျိုးသမီး3ဦးရဲ့ရော်လောင်များအားထုတ်ယူနိုင်ခဲ့ကြောင်းသိရပါတယ်။ငလင်းချောင်းပြိုကျခဲ့တဲ့ Sky Villa ကိုတို့မှရော်လောင်တရာကျော်ရရှိထားပြီးဖြစ်ကြောင်းမြန်မာနိုင်ငံမိသားတစ်ဖွဲ့ရဲ့ထုတ်ပြန်ချက်များအရသိရပါတယ်။ ညနေလောက်ခန့်မှုကြောင်းပြိုကျခဲ့တဲ့ Sky Villa Condo အား NDN Construction ကုမ္ပဏီကဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။2019ခုနှစ်မှာဆောက်လုပ်ပြီးတဲ့နောက်အခန်းများကိုစတင်ရောင်းချခြင်းကငလီတန်ခန့်နိုင်တဲ့ဖောင်ဒေးရှင်းနဲ့တည်ဆောက်ထားခြင်းဖြစ်တယ်လို့ကြေညာကရောင်းချခဲ့ပါတယ်။ Sky Villa ကိုတော့မှအပိုင်း၄ပိုင်းရှိပြီးပြိုကျရာတွင်အလယ်ပိုင်းနဲ့အနောက်ပိုင်းတွင်ဆယ်လွာလုံးပြိုကျကာအရှေ့တစ်ပိုင်းမှာလည်းအပေါ်ဆုံး၆လသာကျန်ရှိခဲ့ပြီးအောက်ဆုံး၄လမှာမြေကြီးအတွင်ကျုံဝင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီး လော့စ်အိန်ဂျလိမှာကာဖျူမိတ်ရှုပ်သိမ်းပြီးတဲ့နောက်ဆန္ဒပြမှုများပြန်လည်ညှိတက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆန္ဒပြမှုများဖြစ်ပွားနေတဲ့အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိမြို့မှာဇွန်လ17ရက်နေ့ကကာဖျူမိတ်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးတဲ့နောက်အခြေအနေဟာပြန်လည်ညှိတက်လာခဲ့ကြောင်း BBC သတင်းမှာဖော်ပြခဲ့ပါတယ်။လော့အန်ဂျလိစ်မှာလူဝင်မှုနဲ့အကောက်ခွန်ရရှိများကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်ဆန္ဒပြမှုများဖြစ်ပွားလာခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိချိန်ထိတရားမဝင်ရွှေပြောင်းနေထိုင်သူ330နှင့်ပါဝင်လူပေါင်း400နီးပါးဖမ်းဆီးခံခဲ့ရပြီးလူ159ဦးဟာတိုက်ခိုက်မှုဝတ္တရားနှောက်ယှက်မှုနှင့်ဖမ်းဆီးခံခဲ့ရကတအူးဟာရဲရရှိအားတက်ဖြတ်ရန်ကြိုးပမ်းမှုနှင့်ဆွဲချက်တင်ခံထားရပါသည်။ဒါအပြင်အမျိုးသား2ဦးကိုလည်းရဲရရှိများအားဒက်စီပလင်ဘုံနှင့်ပြစ်ခတ်မှုနှင့်ဖက်ဒရယ်ရှိနေများကတရားစွဲဆိုထားပါသည်။ ော့အင်ဂျလီမှာအမျိုးသားအဆောင်တပ်ဖွဲ့ဝင်၄000နဲ့မရင်းတပ်ဖွဲ့ဝင်900ခန့်ကိုဖျက်ချထားပြီးအမျိုးသားအဆောင်တပ်ဖွဲ့ဝင်ချို့ဟာဆန္ဒပြသူများကိုဖမ်းဆီးခွင့်ရရှိထားပြီးဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဩစတြေးလျစာသင်ကျောင်းတစ်ခုမှာကျောင်းသားဟောင်းကလာရောက်ပစ်ခတ်တာကြောင့်ဆယ်ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩစတြေးလျနိုင်ငံရဲ့ဒုတိယအကြီးဆုံး grass မျိုးရှိအထက်တန်းကျောင်းတစ်ခုမှာဇွန်လ10ရက်ကပြစ်ခတ်မှုဖြစ်ပွားခဲ့ရာ10ဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိခဲ့ပါတယ်။ တရံသမားကအသက်20နှစ်အရွယ်ရှိចောင်းသားဟောင်းဖြစ်ပြီးသူ့ကိုယ်သူလည်းအဆုံးစီရင်သွားတယ်လို့အနာပိုင်များကပြောပါတယ်။ပြေခတ်မှုကျိုးလွန်တဲ့အကြောင်းရင်းကိုမသိရသေးပါဘူး။တရံသမားကတရားဝင်ပိုင်ဆိုင်နေလို့ယူဆရတဲ့တနက်ရှည်တလက်နဲ့ပြည်စတိုတလက်ကိုအသုံးပြုခဲ့ပြီး၎င်းတနက်နှစ်လက်ကိုအခင်းဖြစ်နေရာမှတင်းစီရမိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ဒီနေ့ဟာဩစတြေးလျနိုင်ငံသမိုင်းမှာအမှောင်နေ့ဖြစ်ပါတယ်။အားလုံးတော်လုံးရတဲ့ဖြစ်ဆိုပါလို့ဩစတြေးလျဝန်ကြီးချုပ်ခရစ်ရှန်စတော့ကာကသတင်းထောက်များအားပြောဆိုကာနိုင်ငံတော်ဝန်ထမ်းပူဆွေးခြင်းကာလ 3ရက်သတ်မှတ်ကြောင်းနဲ့ရုံးဌာနအဆောက်အအုံများတွင်နိုင်ငံတော်အလံကိုတဝက်ချထားမှာဖြစ်ကြောင်းကြေညာခဲ့ပါသည်။အခင်ဖြစ်တဲ့နေ့အစောလ10ရက်မနက်10:00နာရီကကျောင်းတွင်ပြစ်ခတ်မှုဖြစ်နေကြောင်းသတင်းရပြီးတဲ့နောက်ရဲတပ်ဖွဲ့ဝင်300ကျော်ကျောင်းသို့ရောက်ရှိလာပါသည်။အထူးတပ်ဖွဲ့ဝင်များလည်းပါလာပါသည်။ကျောင်းလုံးကျုံရေးကို18မိနစ်အတွင်းထိန်းနိုင်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါသည်။တရသမားကတကူတော်ကျူးလော်ခဲ့ခြင်းဖြစ်ပြီးတန့်စင်ခဲ့တဲ့တွင် သူ့ကိုယ်သူတက်တည်သွားပါသည်။ပြည်ရေးဝန်ကြီးအဆိုအရတနတ်သမားကကျောင်းသားဟောင်းဖြစ်ပြီးအတန်းပညာပြီးဆုံးတဲ့အထိမ တက်ခဲ့ပါဘူး။ဩစတြေးလျချက်ချင်းဒီအသင်းကအခင်းဖြစ်ပွားရာအကြောင်းတို့လူနာတင်ရင်65စီးနဲ့အရေးပေါ်ကဲဆက်ရေးဝန်ထမ်း160နီးပါးဆေလုပ်ခဲ့ပြီးမြို့ခံများအားသွေးလှူဒန်းပေးကြရန်တိုက်တွန်းခဲ့ပါသည်။2015ခုနှစ်ဇွန်လမှာလေ grass မြို့လယ်မှာအမျိုးသားတအူးကလူအုပ်ကိုကားနဲ့ဝန်တိုက်ခဲ့တာကြောင့်၃ဦးသေဆုံးပြီးလူ30ကျော်ထိခိုက်ခဲ့ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘရာဇီးသင်းမှာနေမာရေးပါဆဲဖြစ်ကြောင်းအန်ဆယ်လော့တီပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘရာဇီးနေပြအန်ဆယ်လော့တီကနာမည်ကျော်ကစားသမားနေမာဟာသူတို့သင်းအတွက်အရေးပါဆဲဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အသက်33နှစ်ကျော်ပြီဖြစ်တဲ့နေမာဟာဒဏ်ရာပြသနာရုံနဲ့ရင်ဆိုင်နေရပြီးနေပြအန်ဆယ်လော့ဒီလက်ထက်ဘရာဇီးတင်းမှာကစားခွင့်မရသေးပါဘူး။ဒါပေမဲ့အန်ဆယ်လော့ဒီကနေမာဟာအတင်းအတွက်အေးပါဆဲဖြစ်ပြီးဘယ်နေရာမှာမစိုးကစားနိုင်သူဖြစ်တယ်လို့လည်းပြောကြားခဲ့ရတာပါ။အန်ဆယ်လော့ဒီကနေမာနဲ့ဟိုတယ်မှာကျွန်တော်တွေ့ပြီးပါပြီ။ကျွန်တော်တို့ပွေဖက်နှုတ်ဆက်ခဲ့ကြတယ်။နေမာသာစက်ခံမှုပြေဝမယ်ဆိုရင်သူဟာဘယ်နေရာမှာမစိုးကစားနိုင်သူဖြစ်ပါရည်။ပါရာဂွေးနဲ့ပွေမှာနေမာရဲ့နံပါတ်10နေရာကိုကုညာကစားခဲ့ပါရည်။ အဲ့ဒီနေရာမှာနေမာကပြန်ဘက်တင်းကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်လို့ပြောကြခဲ့ပါတယ်။နေမာဟာဘရာဇီးလရေးစစ်တင်းအတွက်128ပွဲမှာ89ဂိုးသွင်းယူထားပြီးအသင်းသမိုင်းမှာဂိုးသွင်းအများဆုံးကစားသမားဖြစ်ရပ်တည်နေတာပါ။နေမာဟာ2026ကမ္ဘာဖလားပြန်ပွဲမှာဘရာဇီးတင်းနဲ့အတူပြန်ပွဲဝင်နိုင်ဖို့စိတ်အားထက်သန်နေပြီးချန်ပီယံဆုကိုရယူနိုင်ဖို့မျှော်လင့်နေရလို့သိရပါတယ်။ 11ရက်တည်းရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညချမ်းချိန်ခါဖြစ်ကြပါစေရှင်